ယောက်ျားလေးဆိုကျွန်တော်တငယ်ချင်းကြော်စရာထုံးလို့အော်ပါစားကြိုက်တာသင်စားနဲ့ရှူတင်ဆိုသူ့ကိုခေါ်ပါတိုက်ချင်လို့ဆိုတာအများန်းပြောတာကျွန်တော်ကြီးစားဖန်ကျွန်တော်တငယ်ချင်းနဲ့မှလည်းသူအကြီးစားဖန်ရှိတယ်အဲ့ဒီတယောက်ကအောင်ရဲလေးကိုမရလို့အောင်အေးမင်းကိုဆိုပါတယ်ကလေးတယောက်ထွက်သွားပြီသူစိတ်ကြီးကြိုက်တော့ ါကောချီတူပဲနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟွာလေးဟိုယောက်ျားလေးဆိုကျွန်တော်တငယ်ချင်းကြော်စရာထုံးလို့ဩဝါစာကြိုက်တာဟာလာရည်ဒီကြော်စရာသူကရရင်မြဲပပါလားဟုတ်တယ်ပါလားသူတငယ်ချင်းတိုက်ကြီးဟုတ်တယ်ဟုတ်တယ်ဟာသူတို့ဆိုအမြဲတမ်းနောက်တယ်လေအခုဆိုတော့သူဟာနိုင်ငံခြားရောက်သွားပြီရောအဲတငယ်ချင်းသင်္ဇာနဲ့ရှူတင်ဆိုသူ့ကိုခေါ်ပါလိုက်ချင်လို့ဆိုတာအမြဲတမ်းပြောတာကျွန်တော်အမြဲတမ်း အဓိကပြောဆုံးကတော့ကျွန်တော်ပြောသလိုပေါ့သူလည်းတွေ့ဖို့ပါလေကြော်စရာထောကြီးစား fan သူကတကယ်ငယ်ချင်းထဲမှာလည်းသူအကြီးစား fan ရှိတယ်အဲ့ဒီတယောက်ကအောင်ရင်းလေးနဲ့ င်သူ့ကိုအမြဲခေါ်တကယ်လို့ तू မလာနိုင်လဲဗီဒီယိုကိုခေါ်ပြီးပြရတယ်ဒါပေမဲ့ तू ကအခုအောင်ရဲလေးကိုမရှားလို့အောင်အေးမင်းကိုဆိုသွားတယ်ကလေးတယောက်ထွက်သွားပြီသူစိတ်ကြီးကြိုက်တော့အောင်ရဲလေးနဲ့ဆိုင်လို့ရှိရင် तू ကိုခေါ်ပါအမြဲပြောတော့တကယ်သူ့ရဲ့အကြီးစားခံပြစ်ဖက်ဒါပေမဲ့ तू ကတော့ဟိုကယောက်ျားရောက်သွားတာပေါ့နော်အောင်ရဲလေးမရလို့အောင်အေးမင်းကိုဆိုသွားတယ်ကာယညီတာပေါ့အောင်ရဲနေတာအောင်အေးနာမည်ပဲစင်တာပါလူကတော့ ဒီတော့ဇာတ်ကားရိုက်တော့ဗီဒီယိုတစ်ခက်တော့သူနဲ့အမြင်နဲ့ဇာတ်ကားတစ်ခက်ဆောင်ခဲ့ရဆိုတော့နင့်မဆုံးဖြစ်တာကြာကြာပြီကြာလာမင်းတရားမှာလာမင်းတရားမှာဆုံးလို့ရမဆုံးဖြစ်တာကားရိုက်ကားရိုက်လည်းမဆုံးဖြစ်တာကြာနော်ရှိပါတယ်ရှိပါတယ်အဓိကကတော့ကားရိုက်ကတော့ကျွန်တော်ကစီစစ်ပြီးတော့သူလည်းရဲစီစစ်ပြီးရိုက်တဲ့ခဲမှာပါတယ် စားမင်းတွေကအမလည်းလို့နည်းနည်းလေး character လေးရွေးနေနည်းနည်းရွေးတယ်တဲ့ရွေးရဆိုတာ grace တက်ပါဆိုတော့လေအားကြောင့်ဆိုတော့နောက်ဆုံးဖို့ရှိပါတယ်ပြန်ဆုံးပါပါပြန်ဆုံးပါပါအခုချိန်မှာအပေးရသူတွေအားလုံးလည်းကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ဒီလိုမျိုးမန်းရွှေလီကိုလည်းဒီဥဒကလာရောအားပေးရသူတွေရော အာဒီမှာကျေးဇူးနေကြတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်တယ်ဟုတ်တယ်သူကစိုက်တယ်အဲ့လိုခဏကိုပေါ်မှာခဏပဲဝတ်ချင်တယ်လေးလို့လက်စွပ်လေးပါဆိုလဲတိတ်မဝတ်ဖြစ်ဘူးဒါပေမဲ့သဘောကျတယ်စိုက်တယ်ဒီလိုပဲသူကစူရတာပေါ့နောက်လေးတော့ပေါ့ဒီပေါ့စီးလို့ရှိရင်အသက်ကြီးရင်ဦးစားတာကောင်းအောင် ရှိပါအောင်ဒီစားတော့ကောင်းလို့ဘယ်လိုစားတော့ရှိဘူးအင်္ဂလာကြီးပြတယ်အဆက်ချင်းပြလို့ပဲပေါ့အရွှေပြူအငွေအကုန်လုံးအကုန်လုံး jewelry အလုံးလုံးပေါ့နော်လို့ပဲစုရတာပေါ့အိမ်မက်ထဲမှာကြီးပဲအာကျွန်တော်ကတော့ငကက်ပေါ့ကျွန်တော်ကငကက်ဝတ်နေကြဆိုတော့ ည်းကတ်ကြိုက်ပါလို့ပြောတာမင်္ဂလာရှိပါလေဗျာဘာလို့လဲဆိုတော့စိတ်နဲ့ပစ္စည်းတွေအကုန်လုံးကလည်းဒီဟိုပရန်ကိုကြည့်ရတာဟိုအားလုံးနဲ့လိုက်ဖက်တယ်လို့ခံစားရတယ်ပြီးတော့စိတ်တွေကလည်းတကယ်ဟိုရေသွေးကောင်းမွန်တဲ့စိတ်တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မင်္ဂလာရှိပါလေမရှိနေပြီသားစုတွေဒီဘက်ကပို့ပြီးတော့အောင်မြင်ပါစေအားလုံးလည်းလာရအောင်ပြီးသားပါအောင်လို့ဖိတ်ဆက်ပါတယ်ကျေးဇူးပါ